င်လာခင်ဗျာဒီကနေ့ဇူလိုင်လ29ရက်နေ့မှာထွက်ရှိလာတဲ့သင်းစာနဲ့ဂျန်နရီကကောင်းတွေရာသတင်းကြောင်းအားဖြင့်ဖတ်ကြားတင်ဆက်ပေးစီစတင်အောင်ဖြစ်ပါခင်ဗျာဒီစီဇန်ကိုကျွန်တော်စီစဉ်နေတူကျွန်တော်ထုံးထုံးတန်းကိုဖတ်ကြားပေးပါပါဟုတ်ကဲ့ပါခင်ဗျာကုတုနေဘယ်လိုကြားရမလဲဒီစီဇန်ကတော့စုံစုံလေးလေးပဲခင်ဗျာဒီ voice မှာကြတော့လူခင်ရေးကော်မရှင်အစီအခံစာလွတ်တော်ကိုယ်စားလှယ်များအပြင်းထန်ဝေဖန်ဆိုတဲ့သတင်းကိုဒါသူကောင်းကြီးပိုင်းမှာတင်လာတာတွေ့တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ daily 11မှာကြတော့ဒေါ်ဆန်းစုကြည်တမတော်ကာကိုရေးဦးစီးချုပ်နဲ့ ဝမိုင်းလာလက်နက်ကင်အဖွဲ့ကောင်းဆောင်များနေပြည်တော်၌ယနေ့တီးခြားစီတွေ့ဆုံပြီးဆိုတဲ့တင်ပြတာဒီလေးလေးပဲမှတွေ့ရတယ်ခင်ဗျ။အဲတော့ကျွန်တော်တို့ဒီမြဝတီသတင်းစာမှာကြတော့ဒီထူးခြားပါပဲဒီပေါ်လုံးပွဲကြည့်တဲ့သတင်းလေးပါ။နိုင်ငံတော်သမ္မတဦးထင်းကျော်အနေနဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်း2016ခုနှစ်ဝန်ကြီးဌာနပေါင်းစုံအမျိုးသားပေါ်လုံးပြိုင်ပွဲဗိုလ်ရုပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားတက်ရောက်အားပေးဆိုတဲ့တင်ပြတာ ဟုတ်ကဲ့ပြဟာဂျင်းထွက်တဲ့တင်းစားတွေမှာနေရာကိုထပ်တွေ့ရတယ်ခင်ဗျဒီကြောင်းကလည်းပတ်သက်ပြီးဒီချူဂျာနယ်တွေမှာလည်းတက်မလို့ကောက်ရေးစီးရုံးနဲ့တမနာတို့ပူပေါင်းပြီးပူတဲပြီးတော့မော်ဘလုံးပွဲတက်ရှိရတဲ့အကြောင်းလေးကိုနှမုတ်တင်နိုင်လည်းရှိပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကဒီအဲ့ဒါဘော်နေနဲ့ daily 11ကအဲ့ဒါဘော်ရွေးချယ်ထားပါတယ်လက်ရှိကလည်းမန်ချက်ယာမှာတိုင်းသားတွေနဲ့ပတ်သက်တဲ့ညီလာခံကျင်းပနေတဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီရဲ့အဲ့ဒါဘော်ရွေးချယ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျခေါင်းစဉ်ပါလဲဆိုတော့မန်မန်ချက်ယာမှာဒီပေလုံစီတို့ဆိုခေါင်းစဉ်တက်ထားပါတယ်ဒါပေမဲ့ ဆောင်းမရှင်ကတော့ဒီအိဒါအဘော်ရေးဟွာတော့ဗောနော်ဒီနက်စီမီနယ်လာရဲ့စကားနဲ့ပဲစပြီးတော့มาသွားရေးထားပါတယ်ကျွန်တော်တို့တောင်အာဖရိကပြည်သူတွေအတိတ်နဲ့နောက်ပြန်မလဲခြေပြည့်ပြည့်တသားလမ်းခွဲလိုက်တယ်လက်တွေ့ဘဝမှာကျွန်တော်တို့တရားမျှတမှုလူမျိုးရေးမခွဲခြားမှုနဲ့ဒီမိုကရေစီပေါ်သစ္စာခံမှုစိတ်ထားတူညီကြတယ်ကျွန်တော်တို့တန်တားနေတဲ့ရင်းရင်းပြီးတဟဆာရဖြစ်တဲ့ဒဏ္ဍာရီများနိုင်ငံတစ်ခုပေါ့တရက်ဟာ ကျွန်တော်တို့နိုင်ငံရဲ့အသင်္ကေတတစ်ခုဖြစ်လာတယ်ကျွန်တော်တို့ဟိုသွေးခွဲဖို့အသုံးပြုခဲ့တဲ့ကျွန်တော်တို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုမျိုးမျိုးကိုအားအင်းနဲ့ချမ်းကျွယ်ဝချမ်းသာမှုရင်းမြစ်တစ်ခုဖြစ်ပြောင်းကြမယ်ဆိုပြီးတော့မက်ဆီနေလဲမင်းနဲ့လာနေပြောထားတဲ့ဟာကိုသူကကိုလိုပြောပထမဆုံးသူကဖော်ပြထားပါတယ်အဲ့တော့မှမှသူကတိုင်းသားရေးနဲ့ပတ်သက်ပြီးတော့မှသူကဆက်ပြီးဖော်ပြထားဖြစ်ပါခင်ဗျတိုင်းသားများအနေဖြင့်ခွဲထွက်ရေးကိုခြံထားပြီးဒီမိုကရေစီရေး မျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးစသည့်အဓိကအချက်၃ချက်ကိုတောင်းဆိုတိုက်တိုက်ပွဲဝင်ရရှိရာမရမချင်းလက်တွဲဆောင်ရွက်ရဲ့မိုင်းကြားရန်အစီအွေတတိယနှစ်တဘာပတိချင်းတိုင်းရင်သားလက်နက်ကိုင်ဖွဲ့ CNF ဒုတိယဥက္ကဋ္ဌဒေါက်တာစလန်လျံမုံစာကောင်းကဒေါက်တာစလန်လျံမုံစာကောင်းကတိုက်တွန်းပြောကြားခဲ့သည်တဲ့တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များမျက်နှာစုံကြီးစီအွေတတိယနှစ်ကိုဇူလိုင်28ရက်နေ့ကကချင်ပြည်နယ်မိုင်းကြားရန်ဒေသတွေကျင်းပရာတဘာပတိအဖြစ်ဆောင်ရွက်သောချင်းမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဋ္ဌဒေါက်တာစလန်လျံမုံစာကောင်းက အစည်းအဝေးအဖွဲ့အမေကွန်ပြောကြားခဲ့ခြင်းဖြစ်သည်တဲ့။ဗိုင်းချိုင်ရဲ့မျက်နှာစုံကြီးစီဝေပြုလုပ်ရခြင်းမှာမကြမီချင်းမမီပြည်တော်စုညီညာညီလာခံ27ရာစုညီလာပြည်လုံးညီလာခံအတွက်ပြင်ဆင်ရန်ဖြစ်ကြောင်းပြည်လုံးညီလာခံ1946ခုနှစ်မှခုနှစ်မတ်လတွင်တကြိမ်1949ခုနှစ်ဖေဖော်ဝါရီလတွင်တကြိမ်တကြိမ်နဲ့နိုင်ကျင်းပပြီး1949ခုနှစ်ဖေဖော်ဝါရီလဆနေ့ရက်တွင်ပြည်လုံးဆန်ချုပ်ကိုချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းနှင့်ရင်းစာချုပ်ကြီးထုတ်ဆိုပြီးနိုင်ငံတော်တစ်ခုမွေးဖွားပေးခဲ့ကပြည်အောင်စုကြီးပေါ် ပေါ်ပေါက်ပြီးဖြစ်တော်လဲလက်ရှိတွင်27ရာစုပင်လုံးကိုထပ်ပြီးကျင်းပရင်လိုအပ်နေခြင်းမှာမေကွန်ကြီးတစ်ခုဖြစ်နေကြောင်းလည်း၎င်းဆိုသည်တဲ့ဆက်လက်၍၎င်းကအဲ့ဒါကြောင့်ဒါတွေကိုခြုံပြီးတော့ပြောမယ်ဆိုရင်ယနေ့27ရာစုပင်လုံးညီလာခံကြီးမှာကျွန်တော်တို့ပြင်ဆင်ထားတဲ့အခါမှာကျွန်တော်တို့ရဲ့ပြင်ဆင်ချက်ကပင်လုံးကလေးကယနေ့အထိကျွန်တော်တို့ဆက်ဆက်တာဆက်ဆက်တော့တောင်းဆိုချက်တွေကအဓိကအရေးကြီးဆုံးဖြစ်တဲ့သုံးချက်ကိုဆက်ပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်အဲ့ဒီသုံးချက်ကတော့ဒီမိုကရေစီမြို့သားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြစ်ပါတယ် ဲ့ဒီ၃ချက်အခွင့်အရေး၃ချက်ကိုကျွန်တော်တို့ကစစ်မှန်သော Federal ပြောင်းစုစနစ်နဲ့ပဲထူထောင်လို့ရမယ်လို့ကျွန်တော်တို့ကခံယူထားပါတယ်ဆိုတော့ဒီသူပြောထားတဲ့ဟာလေးကသူကထည့်ရေးထားပါတယ်ဒီနောက်ပြီးတော့မှသူနေအရင်နေချက်ဆိုရတဲ့ဟာလေးကသူထည့်ပြီးရေးထားပါတယ်နေကျဆိုရသည်တဲ့မြန်မာတိုင်းရင်းသားများအားဘာသာစကားနဲ့ယဉ်ကျေးမှုအမျိုးမျိုးကွဲပြားမှုကိုအသုံးချကသွေးခွဲအုပ်ချုပ်ရေးဖြင့်အုပ်ချုပ်ခဲ့သည်တဲ့သို့တော်1948ဖေဖော်ဝါရီလ12ရက်နေ့ပြည်လုံးဆန်ချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပြီးနိုင်ငံ တော်တခုမွေးဖွားပေးကပြောင်းစစ်ကြီးပေါ်လာခဲ့သည်ဆက်လက်၍တရားမျှတမှုလူမျိုးရေးမခွဲခြားမှုနှင့်ဒီမိုကရေစီတို့အပေါ်သစ္စာရှိရေးဟူသောတူညီသောစိတ်ဓာတ်များဖြင့်ငြိမ်းချမ်းရေးငြိမ်းချမ်းပြီးတဟဇာတာဖြစ်သည့်ဒန်းတို့ညီမျှသောနိုင်ငံတစ်ခုစီရောက်ရှိရေးအတွက်မိုင်းချန်ရမသည်ပင်လုံစီတို့အောင်မြင်စွာခြေတက်နိုင်ပါစေဟုသတင်းလီလီ11သတင်းစာကအဆုံမွန်ကောင်းတာပါသည်ဆိုမှဒီအိဒါအပေါ်အိဒါတာဖြစ်ပါခင်ဗျဟုတ်ကဲ့ဟုတ်လက်ရှိလည်းဒါအချင်းပြင်းနဲ့မိုင်ချန်ရမျိုးမှာကျင်းပနေတဲ့တိုင်းနယ်နဲ့ကောင်းဆောင်နေတဲ့အစည်းအဝေးရောလည်းဒါတကယ်ကိုအရှိန်ဟုံး ခေါင်းဆောင်နဲ့ဆက်ပြီးကျင်းပနေတယ်တို့ရတယ်ဟုတ်ပါတယ်ခင်ဗျာဒီဒီဒီပွဲရဲ့ရလတ်ကဘော်မူတည်ပြီးတော့ကျွန်တော်တို့ဒေါန်ဆန်းစုစီစဉ်နေတဲ့၂၄ရက်ကနေလာကန်ခဲ့ဆွေးနွေးပွဲကိုအကျိုးတရားမှုလေးရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်ကဒီတစ်ခါတော့ဒီ Voice Daily မှာပါတဲ့ဒီမုံတိုင်းနဲ့ပတ်သက်တဲ့သတင်းတစ်ခုပါကုန်းသွင်းမုန်တိုင်းအရှိန်ကြောင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမိုးပုံပြီးဆိုတဲ့တင်းမှာတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေတဲ့ဒါအပူပိုင်းမုန်တိုင်းမီရီနယ်ရဲ့အရှိန်ကြောင်းနဲ့မုတ်တုံလီအာစနစ်ပြန်လည်ကောင်းလာနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မိုးပြန့်ပိုလာနိုင်ကြောင်း ုံးလီပဒါနဲ့ဇာလဗေဒညွန်ကြားမှုဦးဆန္ဒညွန်ကြားမှုဦးကျော်လွင်ဦးကပြောပါတယ်ဆိုတဲ့ရေးတဲ့ဇာတ်မှာအဲ့ဒီမုံတိုင်းကလည်းဇွန်လ28ရက်နေ့ကဗေဒနိုင်ငံမြောက်ပိုင်းဗေဒနိုင်ငံရဲ့မြောက်ပိုင်းကမ်းခြေကိုတဲ့ဒါဖြတ်တော်ဝင်ရောက်ခဲ့ပြီးအနောက်အနောက်မြောက်ဖက်တို့ဆက်လက်ရွေ့ရနိုင်ကြောင်းပါတဲ့အဲ့ဒီလိုဗေဒနမြောက်ပိုင်းကနေကုန်းတွင်းကိုဖြတ်တော်ဝင်ရောက်နိုင်တဲ့မုံတိုင်းရှင်ကြောင့်မုတ်တုံလီအားပြန်လဲကောင်းလာနိုင်ပြီးဒါမုံတနင်္သာရီကံယူနာဒေသတွေမှာတဲ့မိုးအားကောင်းလာတဲ့ကြောင်းတကောင်းကခံမှန်ပြောဆိုပါတယ်တဲ့ ဒီမုန်တိုင်းအချိန်ကြောင့်မုတ်တုံတွေစနစ်အင်အားတိုးလာမဲ့ဘက်ကိုဥတည်နေတယ်တဲ့ဒါကြောင့်လာမဲ့၃လရက်အတွင်းမှာကမ်းရိုးတန်းဒေသတွေမှာမုတ်အားပူလာမယ်ဆိုပြီးဒါဥကြုံလင်ဦးမှာပြောတာလေဆိုရေးထားတာပါအဲ့ဒီအပူပိုင်းမုန်တိုင်းကတဲ့ကုန်းတဲ့မုန်တိုင်းအဆင့်တို့ရောက်ရှိနေပြီးဒါအနောက်မြောက်ဘက်ကိုဆက်လက်ရွရရမှာမုန်တိုင်းအကျဉ်းအကျဉ်းအချိန်ကြောင့်ဒါမြန်မာနိုင်ငံမြောက်ပိုင်းကကချင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့ကမ်းရိုးတန်းဒေသတွေမှာမုတ်ထစ်ချုံကြွားနေကြောင်းဥထုံလင်ကလည်းပြောပါတယ်တဲ့ ီမုန်တိုင်းရဲ့အကျဉ်းတန်တွေကြောင့်လည်းဒီအရှိလီဘူတိုင်းတွေဒါမြန်မာနိုင်ငံရှေ့ပိုင်းဒေတာနဲ့တဲ့အလဲပိုင်းဒေတာတွေမှာမိုးရွာသွန်းနိုင်ပါတယ်တဲ့အဲ့ဒီလီဘူတိုင်းတွေကဒါဘင်္ဂလားပင်လယ်အော်တွင်းတို့ရောက်ရှိပြီးမုန်တိုင်းပြန်ဖြစ်စေပြီးတော့မုတ်တုံအားကောင်းခြင်းကြောင့်မြန်မာကန်ယိုတန်းဒေတာတွေမှာမိုးပူနိုင်တယ်ဆိုပြီးတော့ဒါကမန်ဒါတဲ့မလူပတာသတင်းလေးပါခင်ဗျ voice မှာပြောရအောင်ဟုတ်ကဲ့ကျွန်တော်ကတော့ခုနကမိုင်းကြိုင်နဲ့ပတ်သက်တဲ့သတင်းလေးကိုပဲဆက်ပြီးတော့ဖော်ပြပေးချင်ပါတယ်လက်ရှိမိုင်းကြိုင်ရဲ့စီဝေးဝေးအခြေအနေရောက်နေပြီဆိုတဲ့အကြောင်းလေးပါဟုတ်ကဲ့ daily level မှာဖော်ပြတာပါဆံမျက်နှာရှစ်မှာပါခင်ဗျာမိုင်းမိုင်းရန်တိုင်းရင်သားလက်နက်ကင်အဖွဲ့များမျက်နှာဆုံးကြီးစီဝေးတယ်ဆွေးနွေးမှုမပြည့်ပြည့်၍တရတိုးကျင်းပမည်ဆိုပြီးမှပါလာပါခင်ဗျာတိုင်းသားလက်နက်ကင်အဖွဲ့များမျက်နှာဆုံးကြီးစီဝေးကိုကချင်ပြည်နယ်မိုင်းရန်ဒေသတွေဇူလိုင်26ရက်ကစတင်ကျင်းပခဲ့ပြီးဇူလိုင်29ရက်နေ့၄ရက်ကြာကျင်းပရန်သတ်မှတ်ထားတော့လဲဆွေးနွေးမှုများမပြည့်ပြည့်ဆွေးနွေးပွဲကိုဇူလိုင်30ရက်အထိတရတိုး၏ကျင်းပမည်ဖြစ်ကြောင်းအဆိုပါစီဝေးမှသိရသည်တဲ့အဆိုပါမျက်နှာဆုံးကြီးစီဝေးကို27ရာစုပင်လုံးညီနာခံအတွက်အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတိဆောက်ချင်းဆိုင်ရာနိုင်ငံရေးဘုံသဘောထားရရှိရေးအတွက်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်တဲ့ဇူလိုင်26ရက်ကကျင်းပခဲ့သည့်အဆိုပါမျက်နှာစုံကြီးအစည်းအဝေးပထမအနေနဲ့ပင်လုံလက်ဆွဲစာတမ်းကိုတင်ပြတင်ပြခြင်းအပြန်လည်ဆွေးနွေးခြင်းများဖြည့်ဆွက်ခြင်းများနဲ့အကြံပြုခြင်းများပြုလုပ်ခဲ့သည်တဲ့ဇူလိုင်29ရက်နေ့အစည်းအဝေးဒုတိယနေ့တွင်ဖက်ဒရယ်အဖွဲ့အစည်းပုံအခြေခံဥပဒေနှင့်ပြည်내ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာအခြေခံမှုများကိုဆွေးနွေးခဲ့ရအနာဂတ်ဖက်ဒရယ် ပြည်အောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွေမပါမဖြစ်ပါဝင်ရမည်အခြေခံမူများအဖြစ်ချုပ်ချာအာဏာတန်းတူရေးကိုပိုင်ပြဌာန်းခွင့်အစ်စ်မှန်သောဖက်ဒရယ်ပြည်အောင်စုတိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးကိုကာကွယ်ခြင်းဒီမိုကရေစီအခွင့်အရေးလူခွင့်ရေးလူခွင့်ရေးရေးနဲ့ဂျာမဂျာမတန်းတူညီများမှုပါတီစုံဒီမိုကရေစီနဲ့ဘာသာရေးကိုအခြေမခံသောဘာသာရေးကိုအခြေမခံသောနိုင်ငံစသည့်အချက်ရှိချက်တို့ကိုဘုံသဘောထားဖြင့်ချမှတ်ခဲ့ကြောင်းသိရသည်တဲ့ ဇူလိုင်28ရက် COA တတိယနေ့တွင်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတိဆောက်ရတဲ့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်အခြေခံမူများအဖြစ်ပြည်ထောင်စုတက်မတော်အားရက်ဘက်အုပ်ချုပ်မှုအောက်တွင်ထားရှိရေးပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားများအားကာကွယ်ရေးပါဝင်အခြားအခြေခံအချက်၁၀ချက်ကိုဘုံသဘောထားအဖြစ်စုစည်းခဲ့ပြီးဆက်လက်ဆွေးနွေးရန်ကြံရှိနေသေးသည့်အချက်အခြေခံမူများကိုစုစည်းရန်အတွက်အလုပ်အဖွဲ့ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်တဲ့ ဒီမိုင်းချိုင်ရန်မျက်နှာစုံကြည်စီဝေး၄ရက်မြောက်နေ့ကိုဇူလိုင်29ရက်နေ့ဆက်လက်ကျင်းပဖြစ်ရနိုင်ငံရေးဆွေးနွေးမှုမိုင်းဆိုင်ရာမူပေါင်းမူပေါင်းဆိုင်ရာပြန်လည်တုံ့သက်ခြင်းကိစ္စကိုဆွေးနွေးဆွေးနွေးတော်မူဖြစ်ကြောင်းသိရှိရသည်ဆိုပြီးတော့ရည်သက်လာပါခင်ဗျာဟုတ်ကဲ့ဒါမိုင်းချိုင်ဆွေးနွေးဘက်ကဟုတ်ကဲ့ဟာဆွေးနွေးမှုတွေအချိန်မြင့်လာတော့တရက်ထပ်တို့လိုက်ဆိုတဲ့ဇင်းနေပါဟုတ်ကဲ့ချက်ရှိချက်တော့ထွက်လာပြီဒါပေမဲ့ဆွေးနွေးကြရလဲကြံနေသေးတယ်ဆိုတော့တရက်ထပ်တို့ရအောင်ဒီခါတော့ကျွန်တော်မြမအလင်းမှာပါတဲ့ဒီဒီအစိုးရတည့်ရဲ့ပထမရက်တည့်ရဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးတော့ဇင်းစားရှင်းနေပွဲတွေလုပ်မယ်ဆိုတဲ့ဇင်းနေပါ ပြည်သူအတွက်ပထမတရားဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲများဝိုးတဲ့ဝန်ကြီးဌာနများစုစည်းပြီးတော့ဆောင်ရွက်သွားမယ်ဆိုပြီးတော့ဒီသတင်းမှာခင်ဗျဒါပြည်သူအတွက်ပထမရက်တရားဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲများဝိုးတဲ့ဝန်ကြီးဌာနတွေစုစည်းပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒါမီဒီယာသမားတွေအပါအဝင်ပြည်သူတွေအနေနဲ့နိုင်ငံတော်အစိုးရတည့်ရဲ့ရက်တရားအတွင်းပြောင်းလဲမှုများကိုသိရှိစေနိုင်ရန်အတွက်ရင်းကဲလို့စီဆောင်ရွက်ရဖြစ်ကြောင်းဆိုပြီးတော့ဒါပြည်ချိုင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဖင်မြင့်ကပြောပါတယ်ဆိုပြီးရတာပါဒါနိုင်ငံတော်အစိုးရတည့်ရဲ့ပြည်သူအတွက်ပထမရက်တရား တင်းစာရှင်းလင်းပွဲတွေဆောင်ရွက်ပြီးပါကတဲ့ပုံမှန်တင်းစာရှင်းလင်းပွဲတွေကိုလည်းဒါအခုကဲတော့ဝန်ကြီးဌာနတွေစူးစိပြီးတော့ပြန်ကြားရေးဝန်ဌာနဝန်ကြီးရုံးမှာလည်းတရတကြိမ်လုံဆောင်နိုင်ရေးအတွက်ရာထားဆောင်ရွက်သွားပြီဖြစ်ကြောင်းတဲ့ဒီအစိုးရဝန်ကြီးဌာနများအနေဖြင့်ဒါအများပြည်သူမီဒီယာများနဲ့ထိတွေ့ပြီးတော့ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ဒီကိုတည်ဆောက်နိုင်ရန်လိုအပ်ကြောင်းတဲ့ဒါပြောရေးဆိုခွင့်ပုဂ္ဂိုလ်များရဲ့တစ်ဖွဲ့တစ်ဖွဲ့ထိတ်ဆက်ထားတဲ့ကိုယ်ရဲကမိမိဝန်ကြီးဌာနရဲ့ကိစ္စတွေကိုဒါမကပဲလုံခြုံတဘောတဘောဆက်ဆက်တဲ့ဝန်ကြီးဌာနတွေနဲ့ပေါင်းစပ်ပြီးတော့ ပြည်သူလူထုနဲ့မီဒီယာတွေသိရှိလိုမှုကိုပူးပေါင်းကာသတင်းပြန်ကြားပေးခြင်းပြည်သူအကျိုးစီးပွားကိုထိရောက်စွာအထောက်အကူပြုနိုင်ဖြစ်ကြောင်းနဲ့ဒါပြည်တော်ဝင်ကြီးဒါကျွန်တော်တို့ဥဖေမင်းကပြောပါတယ်ဆိုအဓိကတော့ဗျာဥဖေမင်းနဲ့ကျွန်တော်တို့ဒီဌာနဆိုင်ရာဘက်ကဒီတာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ဒီအစိုးရတည့်ရချက်တရားအတွင်းမှာဘာတွေဆောင်ရွက်ခဲ့လဲဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သတင်းစာရှင်းလင်းပွဲကိုဒါလုပ်ဖို့စီစဉ်နေတာပေါ့ဗျာဒီအစည်းအဝေးကိုဒီမှာနောက်ဆုံးရေးထားတာကျွန်တော်တို့ခုနကပြောသလိုပါပဲဝန်ကြီးဌာနတွေဘိုးအဖွဲ့အစည်းတွေကပြောရေးဆိုခင်ပုံကိုယ်တွေ တက်ရောက်ကြတယ်တဲ့ဒီဒီပထမဆုံးရက်တရရှင်းလင်းမနဲ့ပတ်သက်ပြီးတော့ဘလို့ချက်မှမလဲဆိုဝိုင်းမဆွေးနေကြတယ်ပေါ့ဗျာဟုတ်တယ်ဗျနောက်ပိုင်းမှာလည်းဒီဝေချထားတဲ့အားလုံးစုစည်းပြီးတော့တရတဲ့ချိန်တော့တရင်သာရှင်နေမလို့ဖို့လေစစ်စစ်နေပါလေဆိုတဲ့တရင်လေးပါဒါတကယ်ကိုအစိုးရတဲ့နောက်ပိုင်းမှာကျွန်တော်တို့မီဒီယာတွေကိုအားထားလာတဲ့တဘောကိုလည်းတွေ့ရတဲ့တရင်ပါခင်ဗျဟုတ်ကဲ့အများပြည်သူလူထုကလည်းဒီအစိုးရရဲ့ NLD အစိုးရရဲ့တာထက်ရက်တရစီမံကိန်းအကြောင်းကိုတော်တော်ကောင်းကောင်းသိချင်တယ်ဘလောက်ဒီအောင်မြင်လဲဟုတ်ကဲ့ဟုတ်ကဲ့ဘာလိုလိုအပ်နေသေးလဲဆိုတော့ကောင်းသိချင်နေကြပါတယ်ဟုတ်ကဲ့ပါ ခုတော့ကျွန်တော်တို့စီစဉ်နောက်ဆုံးစီစဉ်ဖြစ်တဲ့ကာတွန်းကိုတင်ပြတဲ့စီစဉ်လေးပါကာတွန်းထဲမှာတော့ကျွန်တော်ချင်းပုံကကာတွန်းကိုရွေးချယ်ထားပါတယ်စာမျက်နှာတစ်စီမှာပါလာတော့ခင်ဗျာလူနောက်ကစကားပြောနေပါတော့ပထမတစ်ယောက်ကဘာပြောလဲဆိုတော့မနက်ကိုညနေ၄နာရီတဲ့အဲ့ဒါနောက်တစ်ယောက်ပြန်ပြီးတယ်ရုံမှာအလုပ်လုပ်ချိန်လားဆိုတော့နောက်ကပြန်ပြောတယ် Facebook သုံးချိန်တယ်ပြောတာအဲ့ဒါမျိုးကိုရဖေးဖို့ကိုကျွန်တော်တို့မြန်မာပြည်သူတွေအတော်တော်သုံးဆွနေတာပေါ့ဗျာဒီကျွန်တော်တို့တလောကထုတ်ပြန်တဲ့ဒီစင်းတရင်အချက်လက်တွေရတော့မြန်မာနိုင်ငံမှာဖေးဖို့သုံးတဲ့လူက ကိုးတန်းကြော်ပြီးလို့လည်းသိရတယ်ခင်ဗျာဒါတကယ်ကိုအင်မတန်တော့ဆက်မှုများတာကိုတွေ့ရတဲ့သဘောပဲဟုတ်ကဲ့ပါခင်ဗျာဒီကတော့လည်းကျွန်တော်ရဲ့အစီအစဉ်လေးရန်နာပြစီခင်ဗျာအားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ